မြမရုပ်ရှင်အစည်းအရုံးကပထမဆုံးဥဆောင်ကျင်းပခဲ့တဲ့အကယ်ဒမီပေးပွဲဟာဒီဇင်ဘာ29ကပြီးဆုံးခဲ့ပေမဲ့အကယ်ဒမီစုပေးတဲ့ကိစ္စအခုထိကြက်တွေရိုက်ခတ်နေသေးပါပဲအထူးသဖြင့်အကယ်ဒမီပေးတဲ့ညမှာပဲဇက်ပို့စုရမယ်လို့ထင်ကြီးပေးခံခဲ့ရတဲ့တင်ကြီးခွန်းကတရားမျှတမှုမရှိဘူးလို့ Facebook စာမျက်နှာမှာဖော်ပြခဲ့တဲ့ကိစ္စသတင်းစာရှင်းလင်းပွဲလုပ်ရတဲ့အထိလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။သူကိုယ်တိုင်အကယ်ဒမီမရလို့တရားမျှတမှုမရှိဘူးလို့ဝေဖန်တာမဟုတ်ပဲရုပ်ရှင်အစည်းအရုံးအနေနဲ့ အကယ်ဒမီကိစ္စမတရားလုပ်တာတွေကိုဖော်ထုတ်ခြင်းလို့ပါလို့ January 10ရက်နေ့က Okay Hotel မှာပြောဆိုခဲ့ပါတယ်။ဆုံးဖြူစကားနဲ့ဇက်ပုတ်စုရမယ်လို့တစ်ပြေးခဲ့ပြီးခိုင်တင်းကြီးကိုပြောင်းလဲစီရင်သွင်းခဲ့တာဩက္ကဋ္ဌဦးလူမင်းကိုရန်ဒီလိုလုပ်ခွင့်ရှိတယ်လို့ပြောဆိုခဲ့သလိုအကယ်ဒမီမပေးခင်စုစည်းင်းကလည်းကြိုတင်ထွက်လာတာဟာအရေးပါတဲ့ပုံကိုတယောက်ရဲ့အမျိုးသမီးစီကဖြစ်တဲ့အကြောင်းရွှေကြိုးရွေးချယ်မှုမှလည်းမတမာမှုတွေရှိတယ်လို့တင်ကြီးထွန်းကပြောပါတယ်။အမဒီ ကိုမရလို့ဟိုရတဲ့သူမနာလို့လို့ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုတော့မသိဘူးမရှင်းနေလို့တော့မရအောင်ရှင်းနေပြမှဖြစ်မယ်ဆိုပြီးတော့အမရဲ့အတိုင်းဝိုင်းကပြောဆိုလာတယ်အဲ့တော့လှုပ်လိုက်ပါဆိုပြီးတော့ဒီပွဲလို့လှုပ်လိုက်ပါဆိုပြီးတော့လှုပ်လာချင်းဖြစ်ပါတယ်ဒီနေ့မှာဘနက်ကားဆိုတော့တိလေ85ကားမှာလူတွေကအကုန်လုံးကဘဒူးကဇက်ပုတ်မှာဘဒူးအားသာဇက်ဆောင်မှာဘဒူးအားသာဆိုအကုန်လုံးကတက်သွားပြီးဒါမှနောက်မှပြန်ပြီးချင်းချက်ပြန်လှုပ်တာအင်္ဂလိပ်ကပြောထားပါတယ်အာဒီဥက္ကဋ္ဌပေါ့နော်နနခင်းချာနေမှာသူကဘာပြောထားလဲဆိုတော့ ဇက်ဆောင်ကဇက်ဖို့အပြောင်းအလဲရှိပါတယ်ဇက်လန်းနဲ့ညီတယ်ဆိုရင်ပရိုဂျူဆာရဲ့ဒါရိုက်တာရဲ့ခွင့်ပြုချက်ရတယ်ဆိုလို့ရှိရင်နဲ့တင့်တော်တယ်ဆိုရင်နဲ့စီစစ်ပြီးတော့သူကရွေးချယ်ခွင့်ရှိပါတယ်လို့သူတို့ပြောထားတယ်ပြောထားဆိုဇက်လန်းတစ်ခုသွားရရင်အရင်ဆုံးတင်ခဲ့တာမဟုတ်ဘူးလားအခုမှငယ်ချင်းကြမှာတင်တယ်အဲ့ဒါတော့ဒီရဲ့လုံဆောင်ချက်တွေတော့ဒါအယူသားဆုံးဝင်ထိုင်တော့မသိပါဘူးအဲ့လိုပြောင်းလဲလိုက်ပြီးတဲ့အချိန်မှာနာမည်တွေကထွက်လာတာပါရေးပါရရောက်တဲ့မျိုးသမီးကနေမှပြောတယ်ဆိုတော့ तू ပြောတဲ့အတိုင်းပဲနောက်ဆုံး तू ပဲပြန်ဖန်တီးပြီးတော့ လက်တွေမှာအခုဖြစ်သွားပါတယ်သူ့ကိုပဲဥဆောင်ခိုင်းထားတယ်ဆိုလို့ရှိရင် तू ကတော့အရေးပါရရောသူ့ဘသူကလွန်ဆန်နိုင်တော့မှာလဲဟုတ်တယ်မလားအဲ့တော့ဥစီဥဆောင်ပြုတ်တဲ့ तू ကများနေမယ်ဆိုလို့ရှိရင်လည်းအဲဘလို့ခေါ့မလဲကောင်းတဲ့ तू ကတော့နင်းနေလို့ဖြစ်မှာပေါ့ဩက္ကဋ္ဌဥလူမင်းကသဘောကောင်းပေမဲ့သူ့လက်အောက်ကလူတွေနဲ့အပေါင်းပါတွေကမတရားမှုတွေလုပ်ခဲ့တာလို့ဆိုပါတယ်သူ Facebook တင်ခဲ့တဲ့ post ကိစ္စအချင်းမမဆိုလို့ရှင်းပြမှာဖြစ်မယ်ဆိုပြီးအခုလိုလှုပ်တာလို့တင်ကြီးထွန်းကဆိုပါတယ်ဇက်ကားရိုက်ခဲကဇက်ဆောင်တယောက်ရဲ့ဈေးကိုယူပြီး ဇက်ဆောင်တယောက်ရဲ့ဇက်ရုပ်ကိုရိုက်ခဲ့ရာကအကယ်ဒမီစုအတွက်ဇက်ဖို့အဖြစ်ပြောင်းခံရမယ်ဆိုရင်လည်းနစ်နာတယ်လို့ဆိုပါတယ်။ရွေးချယ်တဲ့အကဲဖြတ်ပညာရှင်တွေတရားနှတ်တာခြင်းမိမဲ့ကျိုးဆွဲခြင်းသူတွေရှိနေတယ်လို့ပြောပါတယ်။ ချောက်ဆူရတဲ့လူရဲ့ပုံကိုခဏဖယ်ထားပေးပါသဘောတရားဆိုတာဒီလိုပြောပြနိုင်မှရမှာသူတို့ရတဲ့သူတွေကိုအကုန်လုံးကိုရစေချင်တယ်ဆိုတာလည်းပြောထားပြီးသားပါမရသေးတဲ့သူလည်းအကုန်လုံးရစေချင်ပါတယ်လူတိုင်းကသူ့ရဲ့တစိမ့်စုပါလေးနဲ့ဖြစ်သွားစေချင်ပါတယ်ဆိုတာအမြတ်ဒါပြောပြီးသားပါအဲ့အတွက်မူတည်တာပွားပါတယ်ဒါပေမဲ့အသက်ပညာရှင်နဲ့ကိုင်းကျွမိကျွန်းကိုင်းမိနေရတဲ့ဟာတခုကိုသူ့ကိုတော့ထမင်းချင်ပြီးသူ့ကိုတော့ထမင်းအငတ်ခံထားရဲဆိုတဲ့သဘောကြီးဖြစ်သွားပါတယ်အဲ့အတွက်ကတော့ဒါကြီးကတိတိတတ်တာကြီးကို ဟိုကိုကျင်းဆန္ဒစိတ်မရှိကြဘူးပညာရှင်တွေကရှိပေမဲ့မနွန်ဆန်နိုင်တဲ့ကျိုးဆွဲနေတဲ့သူတွေလည်းရှိလို့ဖြစ်လာလိမ့်မယ်လို့အန်ဒီကတော့ပြောချင်ပါတယ်ပညာရှင်တွေကျင်းပါတဲ့ပွဲဖြစ်လို့အကယ်ဒမီဟာပညာကိုပဲကြည့်ပြီးမှန်မှန်ကန်ကန်ပေးမယ်လို့မျှော်လင့်မိပေမဲ့အကယ်ဒမီမပေးခင်ထွက်လာတဲ့စည်ရင်တိုင်းဖြစ်နေလို့ယုံကြည်မှုတွေတဲတဲ့ရည်သွန်ဖြစ်ခဲ့ရတဲ့အကြောင်းအမှန်တရားအတွက်အမုန်းခံပြီးဖော်ထုတ်ကြပါလို့ပြောချင်တဲ့အကြောင်းတင်ကြီးထွန်းကဆိုပါတယ် ညနေသားလဲဆိုတော့ပညာရှင်တွေအဲလုတ်တဲ့ပွဲဆိုတော့အော်ပညာဟိုပဲကြည်ပြီးတော့ပေးနိုင်လိမ့်မယ်အာမှန်မှန်ကန်ကန်နဲ့ပေးနိုင်လိမ့်မယ်ဟုတ်လားဆိုပြီးတော့မျောလင်းမိတယ်ဟိုဘသူပဲပေးပေးမှန်ကန်တဲ့လမ်းကြောင်းနဲ့တွားမယ်ဆိုတာတကယ်ယုံကြည်ထားလားယုံကြည်မှုတွေအသေးသေးရေတုံးနေမျောလင်းလို့မရတဲ့အစ်စ်နေအကုန်လုံးဖြစ်သွားတယ်ဒါတွေကလူမဲ့အလုပ်တွေမဟုတ်ပါဘူးအမှန်တရားကိုဖော်ထုတ်တယ်ဆိုတော့လူရင်ကျဲတဲ့လူစိတ်ထားကောင်းတဲ့သူတွေ အမှန်တရားကိုချစ်တဲ့သူဆိုဖရားတွေလည်းကြိုက်ပါတယ်အခုကိုကအမုန်းခံလိုက်ပြီးတဲ့အချိန်မှာကိုရိုးကတကယ်ကို့အကျိုးမကြည့်နဲ့အများနဲ့နာမဲ့အကျိုးကိုကြည့်ပြီးတော့အများအတွက်ဆိုလို့ရှိရင်ဟလာတယောက်ကခုပါပြီးနောက်တယောက်ကပါပြီးအဲ့လိုလေညှို့စေခြင်းနဲ့တဘောကိုပြောခြင်းနဲ့